28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ငလင်းနဲ့ကြောင့်လက်ရှိချိန်မှာတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတုံ့နေကြရပြီမယ်လေ30ရက်နေ့မှာထပ်မံပြီးတော့ငလင်းတုံ့မှုကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတချို့တောင်းနေနေတာတွေပေါ်ခဲ့ပါတယ်လက်ရှိချိန်မှာတော့ငလင်းတန်းဟာသတ်မှတ်ပြီးတော့တုံ့နေတာကိုဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ဘာတွေကိုများပြင်ဆင်ထားလဲဆိုတာကိုလည်းကိုကိုကိုသိရှိဖို့လိုအပ်ပါတယ်တို့ရိအနေနဲ့ဒါငလင်းတန်းဒီအနေနဲ့ခံရတဲ့ဂျပန်နိုင်ငံတို့နိုင်ငံမျိုးရဲ့ဥပြင်းပြင်ဆင်မှုတွေကိုတို့တွေရောက်ချင်းစီတိုင်းပြည်သူတွေအကုန်လုံးလက်ရှိချိန်မှာ ိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်အဓိကအားဖြင့်တော့လွေကြလုံးဆောင်ပြီးတော့လွေထဲမှာဒီဘူးဒီချစ်ဓမီအသရှိတဲ့မိမိသုံးလို့တဲ့ပစ္စည်းတွေကိုထည့်ပြီးတော့ငလင်ဖြစ်ပြီဆိုရင်ကိုနဲ့မကွာထည့်ပြီးတော့ပပြေးတင်တဲ့အနေထားတစ်ခုကိုလုပ်ဖို့နေရာကနေအကြံပြုခြင်းပါတယ်နော်ရီငလင်ဟာဘဲချီမှာလာမယ်ဆိုတော့ကျူတီမသိနိုင်တဲ့အတွက်အမြဲတမ်းအိမ်ပေါ်ကနေပြီးစီမီလမ်းမှာ24နာရီထွက်နေဖို့သာမဖြစ်နိုင်တဲ့အချိန်ဒီမှာကိုယ့်ရဲ့အိမ်မှာလူတစ်ယောက်ချင်းစီတိုင်းတစ်ယောက်ချင်းစီတိုင်းဟာဗန်နိုင်ငံရဲ့ပုံစံအတိုင်းပဲအမြဲတမ်းရေတံမှုတွေကိုပြင်ဆင်ထားမယ် ိုယ့်ရဲ့လွယ်အိတ်တလုံးကိုမြင်းနဲ့ပြင်ဆင်ထားမယ်အဲ့ဒီမှာလိုအပ်တာတွေကိုထည့်ပြီးတော့အောင်ထားကြဖို့လိုပါတယ်ဒါတွေကိုတော့လက်ရှိရှိမှာမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေတယောက်ချင်းစီတိုင်းလုပ်ပြီးပြီလားဆိုတာကိုကိုယ့်ကိုပြန်ဆန်းစစ်ဖို့လိုပါတယ်ဒါလိုမလုပ်ရသေးဘူးဆိုရင်တော့လက်ရှိချိန်မှာတချင်းလွယ်အိတ်တလုံးဝယ်ပါဘာမို့လဲလွယ်အိတ်တလုံးရှာပါလွယ်အိတ်ထဲမှာဒီတံဘူးမိကျစ်ဓမီးဘုံတွေစရှိတာကိုထည့်ပြီးတော့တစ်ပတ်တစ်ခါပဲဖြစ်ဖြစ်နှစ်ပတ်တစ်ခါပဲဖြစ်ဖြစ်ရေကူပြန်လဲလဲပြီးပါလူမျိုးကြီးပြုလို့မယ်ဆိုရင်တော့ဘာပြောအဲ့အောင်မှာပြိမိနေတဲ့အခါမှာကယ်ဆယ်ရေးတွေမလာခင်ချိန်တွင်းမှာ တော်လေးကိုမှခံနိုင်မဲ့အနေအထားတစ်ခုပြမယ်ဆိုတာကိုလည်းရှားနိုင်ငံဒီမှာလုပ်နေကြတဲ့အတိုင်းလုပ်မယ်ဆိုရင်ပြင်ပြမလို့ထင်ပါတယ်အခုတော့တိုက်အောင်မှာပြမိနေတဲ့လူတွေဟာလင်းတန်းအတွေ့အကြုံမရှိတဲ့ကျွန်တော်တို့နိုင်ငံရဲ့အနေအထားအရပြမိနေတဲ့လူတွေဟာနှစ်ရက်လောက်၃ရက်လောက်ဆိုရင်တော့သက်ရှင်မှုဆိုတာဖြစ်နိုင်တော့ချိန်နေပါအချိန်မှာစစ်ကောင်စီလက်ထက်မှာကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းပြည်စီစီမလုပ်နိုင်တဲ့အတွက်ငလင်ကြောင့်ယူကြတဲ့အခါမှာချက်ချင်းပြေဆုံးသွားတာမျိုးဖဲနဲ့ပြိမိပြီးပြေဆုံးသွားတဲ့သူတွေဟာ နှစ်ဦးထီတော့ကိုးလာအောင်လို့ဆိုတော့ဒီမကောင်းစွာနဲ့ဒီနေရာတုံကြည်ရမနေတာနေပါတယ်ငလင်ဘေးကိုကူညီဖို့ပြောတဲ့အခါမှာငလင်ဘေးကိုကူညီဖို့လို့ပြောတာမဟုတ်ပဲနဲ့ဒီစစ်အာဏာရှင်အုပ်ချုပ်အုပ်ချုပ်မှုအောက်မှာဖြစ်နေတာဖြစ်တယ်ဖြစ်တယ်စစ်တပ်ကိုမကူညီကြဘူးစစ်တပ်ကိုမလုပ်ကြဘူးစစ်တပ်ကိုဝါပြကြဖို့ဆိုတဲ့ပုံစံမျိုးပြောကြတာတွေ့ရတယ်ရောမဘောကသခိုးတွေကိုဘယ်သူကကူညီခိုင်းပါလဲကဲနိုင်ငံတကာအကူညီပါပြီရဲ့မင်းတို့ဘယ်တော့မှများကောင်းတာကိုလုပ်ခဲ့ဘူးလဲနာဂေတော့ကလည်းမင်းတို့ကုံရှိတဲ့ကုံဆွဲစားတယ်ဒီပြီးမှလည်း3.2ဘီလီယံကိုလည်းမင်းတို့ကုန်ဆွဲစားရတယ်အကုန်လုံးဆွဲစားနေပြီးတော့ကျူကျူခေါ်အတွက်ပဲ အဆိုင်အီတွေဝဲနေတဲ့ကောင်ငါတို့ကနေပြီးကူညီရမှာလားပြောကြည့်မယ်ဆိုရင်ဒါနဲ့ဒါနဲ့ပြသိပါပြင်ဆင်ကြတာတော့မလို့သူတို့ပြောချင်တာအာနာဆက်လက်တီမြေရေးဆိုတဲ့ကိစ္စစစ်ဘက်ချက်ကိုပို့ပြီးတော့မြင့်သုံးမယ်ဆိုတဲ့ကိစ္စဒါအပြင်ဒီတက်ပို့ပြီးသူတို့မှကြီးမားတဲ့မြင့်တဲ့အတွေ့အကြုံသူတို့မှမရှိဘူးဆိုတာကျွန်တော်တို့တွေ့ရတယ် ော်လန်မျိုးတွေအားလုံးပဲငလီနာမအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးမယ်ကျွန်တော်ရဲ့ကိုကြက် revolution channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုလေး reaction မလို့တောပေးကမှာတော့ယနေ့မတ်လ31ရက်နေ့ရဲ့မနက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုပေါ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းပုတ်အနေနဲ့ကတော့အိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကိုမြန်မာပြည်ကိုဝင်ပေးတဲ့အကြောင်းဖြစ်ပါတယ်ဒါကတော့လက်ရှိချိန်မှာမင်းအောင်နိုင်တို့စစ်အုပ်စုအနေနဲ့အမြဲတမ်းလုံနေကြအတိုင်းပါပဲနိုင်ငံတကာကနေပြီးတော့ဝင်ရောက်လာတဲ့ခါမှာဘုံကျင်းမှုတွေကိုဆက်လက်လုပ်လုပ်ဆောင်ခွင့်မရမှာကိုလည်းစိုးရိမ်နေတဲ့အနေအထားတစ်ခုနေပါတယ် အဖွဲ့ဝင်126ဦးပါတဲ့ထိုင်ဝမ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကိုတကောင်စီကပြည်ဝင်ခွင့်ပြင်ပကြမပေးတဲ့အတွက်မြန်မာပြည်သူလာရောက်ကူညီမဲ့အစီအစဉ်ကိုထိုင်ဝမ်ကလက်လျှော့လိုက်ပြီးလို့ထုတ်ပြန်ခဲ့ပါတယ်။အဖွဲ့ကြီးဝင်တန်း126ရောက်တပ်ဖွဲ့ကြီးခွေ6ကောင်နဲ့သူပြုစက်ပစ္စည်းအငားကြံတို့နဲ့လူတင်တင်ဖြစ်နေပြီးဖြစ်ပြီးမှမြန်မာနဲ့ထိုင်းနိုင်ငံတို့ရဲ့ပြင်ပကြမရခဲ့ဘူးလို့သိရပါတယ်။ဒါကတော့တရုတ်ကြီးရဲ့ဖီးယားလည်းပါပါတယ်။ပြင်ပကြရဖို့မလ29ရက်နေ့ကနေ30ရက်နေ့တည်းဆောင်ဆိုင်နေခဲ့တယ်လို့ ်အင်ဂျီမှာဖော်ပြထားပါတယ်အလင်းတုံ့ပြန်မှုအနေနဲ့တိုင်ဝမ်မျိုးသား visa agency NFAR ကယ်ဆယ်ရေးပြင်ဆင်မှုတွေကိုလင်းမြန်စွာစတင်ခဲ့ပေမဲ့လက်ရှိအချိန်ထိပြည်ဝင်ခွင့်မပေးခဲ့ဘူးလို့ရှိရပါတယ်ဒေသမှာ48နာရီကြာပြည်ဝင်ခွင့်ရရန်စောင့်ဆိုင်နေပြီးနောက်ပြည်ဝင်ခွင့်မရတော့တဲ့အခုလိုကျွန်တော်တို့လက်လျှော့လိုက်ရပါတယ်လို့ပြီးတော့ဒီမကောင်းစွာနဲ့ပြောထားပါတယ်မြန်မာအစိုးရဟာတရုတ်တနိုင်ငံနဲ့မူဝါဒကိုလက်ခံထားပြီးအိုင်မန်ကိုနိုင်ငံအဖြစ်အသိအမှတ်ပြုရကနေအခုလိုလူသားချင်းကယ်ဆယ်ရေးလုပ်ငန်းတွေကိုဝင်ရောက်လှုပ်ဆောင်ဖို့ခွင့်ပြုတာလို့လည်းသိရပါတယ်။ဟွန်ချက်ချင်းဒီတင်းဟာငလင်ပြီးမှတော့ မေရိကန်ဒေါ်လာ9000ကုနီထောက်ပံ့ပေးတော့မှာဖြစ်ပါတယ်။ရင်းဝေးတွေကိုမြန်မာနိုင်ငံရှိ Mayfair အဖွဲ့အစည်းပြည်ပဆိုင်ရာချက်ချီနေတဲ့လာကျန်းနေအသင်းများဖွဲ့ချုပ် IFRC တို့ကနေအဆင့်ပံ့ပိုးကုနီတော့မှာဖြစ်တယ်လို့အိုင်ဝမ်ချက်ချီနေဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်ဘူမိပေဒါတိုင်းတာရေးဌာန USGS ကမန်လီနီမာမက်ဆာ28ရက်နေ့တောက်ကြနေကလုတ်ခတ်သွားခဲ့တဲ့ငလျင်ဟာ Richter scale ပုံနှိပ်သမခွန်ဆင်းရှိတယ်လို့မှတ်တမ်းတင်ခဲ့ပြီးအိုင်မိုးလေဝသဌာနကတော့ပြင်းအားရှိသမနေအဆင့်ရှိငလျင်ဖြစ်မှတ်တမ်းတင်ထားတယ်လို့ POC သတင်းမှာဖော်ပြထားပါတယ်။နောက်ထပ်သတင်းတွေမှာတော့ရန်ကုန်မြစ်တာညွန့်အုပ်ဖက်မှာရုတ်တရက်ရေများလမ်းပေါ်ရောက်လာတဲ့အတွက်သတိထားကြပါဆိုပြီးတော့လူမှုကွန်ရက်စာမျက်နှာတွေမှာအံ့ဝေလာပြီးတပုတ်နေတဲ့လူတက်လာတော့တွေ့ရှိရပါတယ်။လူမျိုးရေတွေထွက်လာတာဟာငလင်လောက်ခတ်မှုအံရဲ့အရှိန်ရောက်ဖြစ်တယ်လို့ပညာရှင်တွေကဟုတ်ပြပြောဆိုထားတာလေ။ရပါတယ်။ နောက်ထပ်သတင်းတို့မှာတော့မြန်မာငလင်းချင်းဒီနိုင်ငံတကာကသတင်းလာယူခွင့်တွေတောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီကဖွင့်မပြုပြရပါတယ်။လူပေါင်းထောင်ချီသေးဆုံးပိတ်ပျောက်ဆုံးပိတ်မိနေဆက်ဖြစ်တဲ့မြန်ငလင်းနဲ့ပတ်သက်ပြီးနိုင်ငံတကာကသတင်းတော်များသတင်းရယူနိုင်ရန်အတွက် တောင်းဆိုနေမှုကိုစစ်ကောင်စီကမတ်လ30ရက်နေ့ကညှင်းဆိုလိုက်ပါတယ်။အင်အား9တမခွန်အင်အားလောက်ခတ်အားကြောင့်ပျက်စီးဆုံးရှုံးမှုကြီးမားသောငလင်းချင်းတွေကိုနိုင်ငံတကာသတင်းဌာနတွေကမြန်မာနိုင်ငံသို့လာရောက်ကသတင်းရယူခွင့်တောင်းဆိုနေကြခြင်းဖြစ်ပြီးစစ်ကောင်စီဘက်ကပြချက်လိုက်ခြင်းဖြစ်ပါတယ်။လက်ရှိအခြေအနေအရရေလျှက်စင်မီနဲ့ဟိုတယ်များမရှိသောကြောင့်ဟူတဲ့နိုင်ငံတကာမှသတင်းတော်များရဲ့တောင်းဆိုမှုကို စစ်ကောင်စီကဖယ်ချလိုက်ခြင်းဖြစ်ပါတယ်။လာတာ၊နေတာ၊တဲတာ၊ကိုတာ၊တိုင်းတာ၊သွားတာ၊လာတာအဆင်ပြေနိုင်ပါဘူး။ဒါလေးကိုတော့အားလုံးသိစေချင်ပါတယ်လို့မတ်စတာ30ရည်ညာရင်းမှာဇော်မဲလုံးကနေပြီးတော့ခုပြန်ထားတာဖြစ်လာပါတယ်။စစ်ကောင်စီဘက်ကထိုကဲ့သို့အကြောင်းဒါပြန်ကြမှုပေါ်ဘူး။နိုင်ငံကာမတည်င်းတော်တို့ကစစ်ပွဲတွေ BNL တွေကြားမှာတည်င်းရယူပြီးတည်င်းတင်ဆက်နေကြတဲ့တည်င်းသမားတွေကိုစစ်ကောင်စီဘက်က ကောင်းပြချက်ပေးတဲ့ချက်တွေပေါ့ဘူးနားမလည်နိုင်အောင်ပြီပါတယ်ကျွန်တော်တို့တရင်သမားတွေကအဲ့လိုကိစ္စတွေကိုဘယ်မှမဆိုင်ပါဘူးပြစ်ပြက်နေတဲ့အမှန်တရားကိုပဲအဘာကိုတင်ပြဖို့ပဲရည်ကြီးပါတယ်လို့မှတ်ချက်ပေးပါတယ်မှန်ပါတယ်တရင်သမားတွေကအမှန်တရားတွေကိုတင်ပြဖို့လုပ်ပေမဲ့အမှန်တရားတွေကိုလက်ခံတင်ပြနေခြင်းနဲ့စိတ်မရှိတဲ့စစ်ကောင်စီနေနဲ့ကတော့သူ့ပြည်မှာမဟုတ်ပါဘူးဘယ်တော့မှမလဲခွင့်ပြုခဲ့ပါဘူးအခုကြည်ချင်းအဖြစ်ဒီလိုမျိုးစစ်ကောင်စီကဆက်လက်အုပ်ချုပ်နေမယ်ဆိုရင်နိုင်ငံကဘလို့မျိုးနေထားမှာပဲပြစ်ဘဝဘေးရန်တွေကြုံတိုင်းမှာအမြဲတမ်းပြည်သူတွေအနေနဲ့ဒီစင်နဲ့မျှမျက်ရည်တွေနဲ့ပဲ ဒီဆုံးမအနေထားဖြစ်မှာပါ။ဒါကြောင့်ဒီလိုမျိုးစစ်ပွဲတွေကိုညံဆုံးတွန်းလှန်နိုင်မှတာရိုးရီနိုင်ငံမှာနောက်တဲ့ဖြစ်ပေါ်လာမယ့်သဘောဘေးရနေကြီးကိုလည်းအတူတူတားဆီးနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်သတင်းတို့မှာတော့မန္တလေးမှာမတ်လ31ရက်နေ့မနက်2:46မိနစ်မှာငလင်တက်မှတ်လုခဲ့သွားကြောင်းမန္တလေးဘပြည်သူတွေကပြောထားပါဗျ။ကျွန်တော်တို့မအိပ်ဘူးလမ်းမပေါ်ဒီမှာပဲပိုတွေ့တီတွေ့လုံနေတော့2:46မိနစ်တော့မှခပ်ပြင်းတစ်ချက်လှုပ်သွားတယ်။ဒီငလင်ကတော့ဘယ်တော့ပြီးမလဲမသိဘူးလို့မန္တလေးမြို့ကားကြီးဝင်းမှာနေထိုင်တဲ့ငလင်ဘေးတင်ပြည်သူတို့ကပြောထားပါဗျ။မန္တလေးမြို့ကအများစုကလည်းယနေ့နဲ့နဲ့2:46မိနစ်အချိန်မှာငလင်လုခဲ့မှုကိုသိသွားစွာခံစားလိုက်ရကြောင်းလူမှုကွန်ရက်ဒီမှာလည်းပြန့်ဝေခဲ့တာကိုတွေ့ရှိရပါဗျ။မတ်လ30ရက်နေ့မွန်းလ3:38မိနစ်အချိန်မှာလည်းမန္တလေးမြို့နီးကိုဗဟိုပြုပြီး ၂၅၃တစ်အဆင့်ရှိတဲ့ငလင်လောက်ခတ်သွားကြောင်းအမေရိကန်ခြေဆိုင်ဘူမိပေဒငလင်စောင့်ကြည့်ရုပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိရင်ဆိုင်နေရတဲ့ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြန်ရှင်နေ Morality တရုတ်ဆောင်ဆိုတော့ဒီအဲဒါတွေကိုလို့ကျွန်တော်တိုက်တွန်းနေတာတခုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့များများလေးအတန်ထွက်ပေးကြဖို့များများလေးအတန်ထွက်ပေးကြဖို့ပါ။များများလေးအတန်ထွက်ပေးကြဖို့ဆိုရင်တော့မြန်မာလူပဲပြောပြီးတော့ကိုယ့်ရဲ့ Facebook ကကိုယ့်ရဲ့ TikTok ကဖြစ်ဖြစ်မြန်မာလူပဲပြောပြီးတော့ဖြစ်စေ အင်္ဂလိပ်လို join ချင်ရင်အင်္ဂလိပ်လိုပြောပြီးတော့ဖြစ်စီတစ်ခါဘာလုံးသိအောင်ဖြစ်စီ Twitter ရရနဲ့ဖြစ်စီ TikTok ရရဖြစ်စီအခြားသော social platform မျိုးစုံဖြစ်စီများများအတန်ထွက်ပေးကြဖို့တိုက်တွန်းပါတယ်အဲ့တော့ငလျင်နဲ့ပတ်သက်ပြီးခင်ဗျားတို့အတန်တွေလည်းရည်ကြည်ပါတယ်ဘာကြောင့်ကျွန်တော်ပြောပြောလဲဆိုတော့ NUG ဘက်တော်သားတွေဖြစ်တဲ့နော်ဟိုပိုင်ဖြိုးသူတို့ဟိုမင်းမြန်နိုးတို့အဲ့ဒီအုပ်စုတွေကတော့ဟိုမှာအင်္ဂလိပ်လိုပြောပြီးတော့ပြောနေကြပြီအာသူတို့ကအင်္ဂလိပ်တက်တယ်ဟာမင်းတို့ဘောမှာစစ်ခွေးကြောက်တိုင်းတွေကဘာမှတက်တဲ့ကောင်တွေမှမဟုတ်တယ်ယူအင်္ဂလိပ်လိုပြောပြီးတော့ကမ္ဘာလုံးကိုပြောနေတယ်ဒါပေမဲ့သူတို့ရဲ့ ဒီအောက်တန်းကျတဲ့စစ်တပ်တပိုင်းကပြန်ပါလာတယ်ငလင်ဘေးကိုကူညီဖို့ပြောတဲ့ခါမှာငလင်ဘေးကိုကူညီဖို့လို့ပြောတာမဟုတ်ဘဲနဲ့ဒီစစ်အာဏာရှင်အုပ်ချုပ်အုပ်ချုပ်မှုအောက်မှာဖြစ်နေတာဖြစ်တယ်ဖြစ်တယ်စစ်တပ်ကိုမကူညီကြဘူးစစ်တပ်ကိုမလုံးကြဘူးစစ်တပ်ကိုဘာဖြစ်ကြဖို့ဆိုတဲ့ပုံစံမျိုးပြောကြတာတွေ့ရတယ်ပြောမှာဘောကသခိုးတွေကိုဘယ်သူကကူညီခိုင်းမှာလဲအေးနိုင်ငံတကာအကူအညီပါပြီးရဲ့မင်းတို့ဘယ်တော့မှများကောင်းတာကိုလုပ်ခဲ့ဘူးလဲနာဂေတော့ကလည်းမင်းတို့ကုန်ရှိတယ်ကုန်ဆွဲစားတယ်ဒီပြီးမှလည်း3.2ဘီလီယံကိုလည်းမင်းတို့ကုန်ဆွဲစားတယ်ဒါစစ်တိုက်နေတာမဟုတ်ပါဘူးဒါနိုင်ငံရေးလုံးတာမဟုတ်ဘူးဒါငှက်လျင်တဘာဝပြီးဖြစ်ပါတယ်အဲ့တော့ဒါဝရုံတို့ဟာ နိုင်ငံကြီးအမြတ်ထုတ်ဖို့ကြိုးစားပါတယ်အဲ့တော့နိုင်ငံကအတိုင်းဝိုင်းကိုတို့ကဟိုကျမအလှမဲ့ဘသူပါကျမတိုးဆောင်ဘသူပါအဲကဘာကြီးကဒီငလင်းနဲ့ပတ်သက်ပြီးမြန်မာကလေးနဲ့ပတ်သက်ပြီးကုညီပါဆိုတာမျိုးပြောရင်ပြောလို့ရပါမယ်သူကငလင်းနဲ့ပတ်သက်ရင်ကုညီပါဒါပေမဲ့စစ်တပ်အုပ်ချုပ်နေတဲ့အတွက်စစ်အာဏာရှင်ကိုတော့မကုညီပါနဲ့စစ်အာဏာရှင်ကုညီမယုံရပါဘူးဆိုတာမျိုးတွေတော့ပြောတယ်ဗျာကဲအဲ့တော့အစ်လေးပြောမှာပေါ့ယုံမမယုံတော့မယုံအောင်ပြောပါပဲမင်းကဘာတွေကိုနားနေတာလဲအဲ့ဒါလိုပြောနေကြတယ်ဖြစ်တဲ့အတွက်ခင်ဗျားတို့ကျွန်တော်ဒီပြည်ထဲမှာကြံနေတဲ့မြန်မာအမှုပညာရှင်တော်တော်များများအကုန်လုံး ခင်ဗျားတို့မှာကိုချင်းစာတရားရှိသေးတယ်လူစိတ်ရှိသေးတယ်နိုင်ငံချစ်စိတ်ရှိသေးတယ်ဆိုရင်ဒီလိုအပြင်းအထန် original on နေရာတွေကိုခင်ဗျားတို့အနေနဲ့ခင်ဗျားတို့အုပ်စုကငိန်ခံနေမယ်ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်လည်းအလိုလိုလိုပါလိဖြစ်နေမယ်ဒါကြောင့်ခင်ဗျားတို့ကိုယ်တိုင်အသံထွက်ကြပါဒီလိုမှရှိတဲ့နှုပညာရှင်တွေအကုန်လုံးကလည်းမင်းတို့အားလုံးသခိုးတွေပန်းတည်တယ်မင်းတို့ကလည်းသခိုးထောက်တိုင်တွေဆိုအကုန်တည်ပြီးသားဒီနေရာမှာကျွန်တော်ကျေးဇူးတင်တာတခုရှိပါတယ်သဲစုငိန်ဘာလို့သဲစုငိန်ကသူ့ရဲ့ TikTok ပေါ်ကနေပြီးတော့တင်ပြီးတော့တကဘာလုံးကိုသူကလှမ်းတဲ့သဲစုငိန်မှာ မြန်မာပြည်မှာငလျင်ဒီလိုဖြစ်တယ်ဆိုတော့အခက်အခဲကိုရှင်းပြတယ်ရှင်းပြပြီးတော့အရန်ကိုတိကျခံစားရတဲ့အကြောင်းအရာတွေအများပြပြဖြစ်သွားတယ်ဆိုရှင်းပြတယ်ရှင်းပြပြီးတော့မှ तू ကကဘာလုံးကလာကူညီပေးချဖို့ तू ကတိုက်တွန်းတယ်သူတိုက်တွန်းတဲ့အခါမှာမြည်သည့်နိုင်ငံရေးစကလုံးဘုံနေကျက်ပြီးတော့ပြည်သူတွေနေစင်နေမြဒုက္ခရောက်နေတဲ့အချိန်မှာတော့ဒီပါတီသွားပြီးတော့မဲရောက်လာရဲ့ဟုတ်ပတ်မှုနဲ့တိုင်ခဲ့တဲ့တဲစုငိမ့်ုံမဲမင်းတို့ဘုံမတဲ့တိုက်ကချီချူကတော့အဲ့တော့စမ်းကြတဲ့ကိစ္စတော့မဟုတ်ပါဘူးအဲ့ဖြစ်ဒီချိန်မှာကတော့ပြည်သူတွေအနေနဲ့စပေးတန်းအလင်တန်းနဲ့မင်းတို့မအေးဘေးတွေရဲ့တန်းကိုကြီးကျယ်ခံနေရဖြစ်တဲ့အတွက်ဘောလိုင်းဘက်ကသူတွေတော်တော်လေးကိုမှဆိတ်လျှော့ထားတဲ့အနေထားတစ်ခုပါပဲ။ ။ဒါမှလည်းဒီလိုအခြေအနေမျိုးမှာရန်သူတက်တွေ့နေတဲ့အချိန်မှာပြီးပိုင်တင်းပိုက်ပြီးတော့လူစစ်ကွေးအုပ်စုနဲ့စစ်ကွေးတောက်တိုင်းကုန်လုံးကိုထုတ်ချမှနိုင်မှသာ။အခုလိုမျိုးသဘောဝဘေးရန်တွေကိုကြုံလာတဲ့အခါမှာအ мян သုံးနည်းနဲ့ပြည်သူနဲ့အစိုးရအစိုးရနဲ့ပြည်သူပြည်သူတင်မြောက်တဲ့ပြည်သူချစ်တဲ့အစိုးရနဲ့ပြည်သူကိုချစ်တဲ့အစိုးရပူးပေါင်းပြီးတော့ပြည်စံနိုင်မှုတွေကိုမြန်လုပ်နိုင်မှာဖြစ်ပါတယ်။အော်လည်းဆိုတော့လက်ရှိချိန်မှာဘဝဘေးရန်တွေကခံစားနေရတာပြည်သူတွေကိုကယ်ကျင်နိုင်မှုမရှိပါဘူး။အဲ့ဒီအောက်မှာအိမ်မီနေတဲ့သူတွေကိုအခုလိုမျိုး၃ရက်လောက်ထိဘူးမှကယ်ဆယ်မှုမလုပ်နိုင်တဲ့အတွက်အဲမှာအစာငတ်ရင်ငတ်နဲ့ အကုန်လုံးဘဝတွေပြတ်နေကြတော့ဒါဟာပြည်သူတွေအနေနဲ့လိုအပ်ချက်တွေပြည်တာပါပါတယ်။ဘာတွေလိုအပ်ချက်လဲဆိုရင်တော်လန်လို့ရတဲ့အချိန်မှာတော်လန်ခဲ့ကြတဲ့အတွက်နေဆိုင်ရတာကအဲ့မဲ့ကိစ္စတခုပါပဲ။ဒါကြောင့်တော်လန်လို့ရတဲ့အချိန်တိုင်းမှာခွေးတွေကိုတော်လန်ဖို့လိုအပ်ပါတယ်။ဟိုအတုံးတော့မပါဘူး။မြည်သည့်စစ်တပ်ဆိုတဲ့အတုံးမပါဘူး။မြည်သည့်အလူအယူဆလွဲမမှာမပါဘဲနဲ့ तू ကကျွန်တော်တို့နိုင်ငံရင်ဆိုင်နေတဲ့ငံကလေးဘေးကိုကူညီပေးကြပါဆိုတဲ့သဘောမျိုးပဲ तू တကဘာလုံးကို तू ပြောခဲ့တယ်အဲ့တော့တဲဆုံချင်းလူမျိုးဒီအသက်ရငယ်ငယ်လေးတွေဖြစ်ပေမဲ့ငယ်ငယ်ပေမဲ့အသိပညာမြင့်ပါတယ်ဟိုမှာတေးလူမျိုးမှာတေးနီးတေးလူမျိုးမှာဖြစ်နေတဲ့ဒီမင်းဟိုမင်းမြန်းလို့လူဟာလူတွေပိုင်ဆိုးသူလူဟာလူတွေနဲ့တခြားသောဒီပြည်ပြည်အုပ်စုအမှုပညာရှင်အချမ်းပတ်အမှုပညာရှင်တွေဒီအုပ်စုတွေကတော့ကြာတော့နိုင်ငံရေးနဲ့ဆွဲနွယ်ထုတ်ကိုစူးစမ်းကြတယ်ကိုပေါက်လူလူမျိုးတွေနိုင်ငံရေးနဲ့ဆွဲထုတ်ကိုစူးစမ်းကြတယ်ဆိုတော့ဒီလူလူမျိုးတွေပြောချင်တာကိုခင်ဗျားတို့ကခင်ဗျားပြောချင်တာပြောနေတာကိုကျွန်မမျိုးမင်းတကောင်ကတော့အခုလူမျိုးငလင်တန်နေကြားထဲမှာတော့ပြစ်သမားလူကိုလိုက်ကြိုက်နေတော့မှာပဲငင်ခံနေရဆိုရင်ခမားတို့တွေအလုံးလုံးလိုပါလေလားခမားတို့ကကိုကျင်းစာတရားမရှိတယ်လားလူစိတ်မရှိတဲ့ကောင်တွေလားဆိုတာခမားတို့မမေးကြဘူးပြောချင်ပါတယ်အဲ့တော့ခမားတို့လည်းအတန်ထွက်ပြေးလို့လိုပါတယ် ငွေပတ်စံသိတရာလုလိုက်ပါလေသိငါးသိလုလိုက်ပါလေဆိုရအောင်နဲ့မလောက်တော့ပါဘူးတကဘာလုံးပြောတဲ့ခါမှာခင်ဗျားတို့ပြောတတ်တယ်လို့ပြောတတ်တယ်လို့ပြောလို့ရတယ်လို့အင်္ဂလိပ်စာကိုစာသမယကိုပြောခိုင်းပြီးတော့စီခိုင်းပြီးရေးခိုင်းပြီးတော့ပြန်ပြောတာမျိုးဝိုင်းပြောကြအောင်လုပ်ကြအောင်ကျွန်တော်တိုက်တော့ပါတယ်ဘာလို့ဆိုတော့တကဘာလုံးကတချို့သောကိစ္စတွေမှာမထင်မှတ်နဲ့အမြင်ပြောင်းသွားပါတယ်ခင်ဗျားကျွန်တော်ပြောနေမနေ့က Real Madrid ကိုအသိမ်းလို့တော့သူနဲ့ပြိုင်ဘက်ကနေတဲ့နဲ့ပြိုင်နေချိန်မှာတော့တကဘာလုံးက နိုင်ငံတကာဘာလုံးကတိပြီးတော့မြန်မာကိစ္စမှာတကာဘာလုံးတိပြီးတော့ဝိုင်းကူညီကြမယ်ဆိုချင်မှာဒါ Real Madrid လို့သိရတယ်သူဘောလုံးဟိုပါမြန်မာငလျင်နဲ့ထိုင်းငလျင်အတွက်သူ့အနေနဲ့ဝမ်းထဲချောင်းဆိုပြီးတမင်းနဲ့ငင်းသက်သူတို့လုတ်ခဲ့ကြတယ်ဒါတို့အဲ့ချိန်မှာစစ်တပ်တွေနိုင်ငံရေးတွေဘာမှစိတ်ဝင်စားဘူးဒီလိုမျိုးတကာဘာလုံးကတော့စိတ်ဝင်စားဖြစ်စိတ်ပြီးတော့စိတ်နိုင်ငံရေးစစ်တပ်တွေစိတ်ဝင်စားပဲငလျင်ကိုကူညီကြဖို့စဉ်းစားနေတဲ့အချိန်မှာဒီ NUG ဘက်တော်သားအချမ်းဖက်အုပ်စုကရောက်အဲ့လိုမျိုးလုတ်ကြတယ်အဲ့တော့ဒါကြောင့်ဒီဘက်ကပြည်သူ့မှရှိတဲ့လူမြန်ချင်းတွေအဲ့အဲ့ဆိုရင်မင်းပါဘုံနေကျနေတာရောဘယ်လိုလုပ်မလဲအဲ့တော့ကြောင့်မင်းဘာလို့မှမပြောဘဲနဲ့ဘုံငြိမ်းနေရတယ်ကွာအဲ့လိုကပြောပါ recession မှာထိုင်ရလို့တချို့တချို့ပါပါသွားတူပေါ့နော်ဧည့်သည်တွေအဲသူတို့ကသူကလည်းတွေ့တယ်ဆိုတဲ့အကြောင်းပြောတယ် ကျမသမီးကအငယ်မှနှစ်နှစ်နဲ့ငါးလကျော်ပဲရှိသေးတယ်အကြီးမှခုနှစ်နှစ်ကျော်ကျမအရန်စိုးရိမ်တော့အခုနှစ်ရက်ကျော်သွားပြီ तू ခဏမရှိတော့တော့ဘောနော်ခဏရှိတယ်ကောင်းတာဘောဒီအရွယ်အဲ့ရွယ်ခဏမရှိနိုင်ဘူးခုဆိုကြည့်လိုက်ဝင်းတဲ့လူသူတို့ဝင်းတဲ့လူတွေတော့အကြိုက်မနေနိုင်အဲ့ထဲမှာအောက်ဆီဂျင်ပြတ်လို့သူတို့ပြန်ထွက်တာလည်းကြတာ ကျွန်မတပည့်ဆိုဘလို့နေမလဲအခုဒီတို့ဟိုလူလာကွယ်ဝယ်ဒီလူလာကူမယ်ဘာမှမလာဘူးပြီးတော့ဒီဆောက်ကိုဆောက်လို့တော့အထီကိုမခံဘူးကျွန်မကိုယ်တိုင်ကဘာလို့ဖြစ်ဖြစ်တာဝေယူမယ်အဲ့ဟိုဒီကအကိုလေးလည်းကောက်ပါလေဒီကဟိုဟာတို့ပရဟိတရယ်လာပြီးတော့ဥဆောင်မယ်တို့အကြံဉာဏ်ပေးပြီးတို့ကလုံးမယ်ဆိုအတူလုံးလို့ဒီလောက်ကြီးဖြစ်သွားတာအဆောက်ဆိုဒီတိုင်းမဲဒါကြီးကိုမတက်ရက်ကြည့်တာတနေကုန်သွားတယ်ဖြစ်ဖြစ်ချင်းနေရဆိုရှင်ကျွန်မလည်းကျွန်မကိုကျွန်မအဖေကမသွားနဲ့တမီးကနေတွေ့ရင်စိတ်မကောင်းပါဆိုလို့ဆိုကျွန်မကိုလုံးဝမလာခိုင်း အဲအားလုံးပဲဒါတွေကိုကြည်ချင်းအဖြစ်အစိုးရမရှိတဲ့ကလေးတွေပေါ့ဗျာဘလို့အစိုးရမရှိလဲဆိုတော့စစ်ခွေးတွေပဲတက်အုပ်ချုပ်နေတာ ው ဒါကြောင့်တွန်းလန်တို့ရဲ့အချိန်မှာတွန်းလန်ခဲ့တဲ့အကျိုးဆက်တွေကိုအခုချိန်မှာဘာဝဘေးရန်တွေမှာပုံခံစားနေရမှာပါအဲ့တညက်နေလုံးကတို့တို့ဘာလုပ်လဲဒီဟော်တယ်ကြီးပတရက်ကြည့်နေအကုန်လုံးဘတူးမှဘာမှမလုပ်ကြအောင်စမလာတဲ့ ठी တော်လေးမကန်းနေဆိုတာကြီးပဲပြောတယ်အထက်မှာလူအသက်ရှင်တဲ့လူအများကြီးရှိသေးတယ်ဘတူးမှဘာမှမလုပ်ပေးကြအောင် အခုလဲဟိုလူလာကြည့်ရဒီလူလာကြည့်ရကြည့်ပြီးလို့ရှင်ပြန်သွားကြတယ်အကုန်လုံးတကယ်လိုချင်တာကတကယ်ဖြစ်မဲ့နီးလန်းနဲ့တကယ်လှုပ်ပေးချင်တဲ့စိတ်ရှိလို့ရှင်ဒီထက်ကလူဟာထွက်ကိုထွက်တယ်ကျမပြောချင်တာအခုကလူကြီးပဲလာလို့ဘယ်ဟာမှအဆင်မပြေဘူးစက်ပစ္စည်းလဲဘာမှပါမလားဒါမဲ့အခုဒီမနေ့ရောက်လာတယ်ရန်ကုန်အဖွဲ့ရဆိုတာဒါမဲ့ဒီနေ့နှစ်ရက်ကျော်သွားပြီငလင်လောက်တာ7နှစ်နာရီ55လောက်59လောက်ဖြစ်မယ်အခုဆိုရင်နှစ်ရက်တိတိကိုကျော်သွားပြီ နှစ်နှစ်ကလေးနှစ်နှစ်နဲ့၅လကလေးဒီထဲမှာဘလို့နေမလဲစဉ်းစားကြည့်အဓိကအောက်ဆီဂျင်ပြတ်မယ်ရေပြတ်မယ်ဘလောက်ဒီနေရမလဲစဉ်းစားကြည့်ဒါမဲ့အခုတော့လှုပ်ပေးနေပါလှုပ်ပေးမယ်ဆိုတော့ကျမပြောတာအချိန်မနှောင်းငယ်ကိစ္စမရှိဘူးကျမတမီးလေးအချိန်နှောင်းတော့ခဲ့ပြီဆိုတော့ကျမမပြေဆန်ကျမဒီတမီးနှစ်ယောက်ပဲရှိတာကျမထက်လည်းမမွေးနိုင်တော့ဘူးကျမအမျိုးသားလည်းအထဲထဲမှာကျမလှုပ်စေခြင်းတယ်အကုန်လုံးကလည်းကျမဆိုအမြဲတမ်းလိုက်မေးတယ်ငါဘာလှုပ်ပေးရမလဲငါဘာလှုပ်ပေးရမလဲ အမြဲလိုက်မေးတယ်ငါလည်းကူညီနေတယ်ငါကူညီမယ်တကယ်လည်းအကုန်လုံးကဒီမှာဝင်ဒီမှာ reception မှာဆိုလဲဗိုက်ကြီးတဲ့တယောက်ပါသွားတယ်လေသူတို့ဝင်နှမ်းမယ်သူ့အမတယောက်ဆိုလို့ရှိရင်အမတချင်လုံးလောက်ပေးနေဒီမှာအဲ့တော့အဲ့တော့အကုန်လောက်ပေးနေကြတယ်ဒါပေမဲ့သူတို့ကလာတယ်လာကြည့်ရကြည့်ပြီးလို့ချင်းပြန်သွားတယ်တကယ်ထျောက်တဲ့နီလိုက်တွေဘာမှမပေးခဲ့ဘူးဒါပေမဲ့အခုလောက်ပေးမယ်လို့ပြောတယ်ဒါပေမဲ့ဒီချိန်လည်းညနေထမ်းစောင့်ကျွန်မတို့ထမ်းမစောင့်နိုင်တော့အချိန်နဲ့အရန်ကြံ့ကြဖြစ်ဖြစ်ချင်းနေဆိုကျွန်မစောင့်နိုင်နေတယ်ကျွန်မအဲ့နေ့ကလည်းစောင့်ခဲ့တယ်နော်သူတို့မဝင်နိုင်ဘူးတဲ့ အနေရများတယ်တဲ့သူတို့ပြီမှာစိုးလို့တယ်ကျွန်မအဲ့လိုပြောပြီးထွက်သွားတယ်အထဲမှာသူတို့ပြောနေတာအထဲမှာနေရတူတယ်အပြင်ကလူအရေးကြီးပုံစံသူတို့ပြောသွားတာကျွန်မပြောနေတာအထဲကလူလည်းအသက်ရှင်နေသေးတယ်អော်နေသေးတယ် walkie talkie နဲ့ပြောတော့ကလည်းသူတို့ရှိနေသေးတယ်အကုန်နေကြားနေရသေးတယ်သူတို့အထဲမှာမှောက်ပြီးဘာမှလည်းမမြင်ရပါဘူးဆိုတော့သူတို့အမကျမအဲ့သူ့အမျိုးသားနဲ့ပြောနေကျမအကုန်ကြားလိုက်တယ်။ဘေးမှာလည်းခလေးတန်တွေကြားတယ်လို့ပြောတာပဲသူတို့ဘေးမှာလည်းလူတွေရှိတယ်တဲ့ဒါပေမဲ့သူတို့မမြင်အောင်မှောင်နေတယ်တဲ့ ပြီးတော့အသက်နေလဲကြားရတယ်မကြားရတာမဟုတ်ရှိတယ်ရှိရသားနဲ့ကျမပြောချင်အသက်ရှင်တာတည့်ရသားနဲ့မလုတ်ပေးသေးတော့ကျမပြောချင်တာတချို့ရတယ်ဘာမှမမြင်ရတော့မသိရတော့ဆိုတော့ဒါကလက်ခံတယ်အခုကရှိသေးတယ်အထဲထဲမှာအဲ့တော့သူတို့အပြင်ကလူရဲ့အသက်ကပိုရေးကြီးတယ်ဆိုတော့ပြောတော့ကျမတို့ကကျမတို့ပြောကျမတို့အသွေးသားအထဲထဲမှာရှိတယ်ကျမတို့စာနာပါတယ်ဆိုတော့စကားတစ်ခုနဲ့လာမနစ်သိမ့်နဲ့စာနာပါတယ်ဆိုတော့လှုပ်ဆောင်ချက်နဲ့ပဲကျမတို့ပြပေးကျမတို့အခုပြင်မှာဒီလောက်ထိုင်နေတော့ဘလောက်ပူလောင်လဲသူတို့အထဲမှာ ဘယ်လောက်ပူလိုက်မလဲလေလေမရှိဘူးအောက်ဆီဂျင်မရှိဘူးဘာမှမရှိဘူးအခုပြက်လက်နေပါပြီအခုနေရကြော်သွားပြီအခုလဲအိန္ဒိယအဖွဲတရုတ်အဖွဲဘယ်အဖွဲမှမလာသေးဘူးကျမတို့တနအီတနအီလှိမ့်ပြီးတော့ပဲနှစ်သိမ့်နေတာဘယ်အဖွဲမှခုတင်ရောက်မလာသေးဘူးဝင်သွားဟိုကိုတော့ဝင်သွားအချိန်မှာ तू ကပြောတယ်ခောက်လိုက်တော့တဲ့အသက်လူအသက်ဟိုရှိသေးရဆိုရင်ခောက်ပြပါဆိုတော့အထက်၃ချက်ပြန်ခောက်ပြတယ်တဲ့ ်အတန်ကြားရေခောက်ပြတော့မီးထိုးတဲ့ခါမှကျတော့မီးထိုးရင်မြင်လို့ရှင်ခောက်ပြပါဆိုရင်တော့မခောက်ပြဘူးလေမီးတော့မမြင်ဘူးသူတို့ပိတ်နေတာထဲမှာတော်တော်ပိတ်မိနေတာအဲ့ဒါအတန်ပဲကြားရတာဘူးအတန်ပဲကြားရတယ်သူတို့အဲ့အလင်းတော့မမြင်ဘူးအဲ့မှာစဉ်းစားအလင်းမမြင်တဲ့နေရာမှာအောက်ဆီဂျင်ဘယ်လိုရမလဲဆိုတော့စဉ်းစားကြည့်ကျမတမီးခုနှစ်နှစ်ကျော်အတဲထဲမှာကျမမပြောပြီးသားအဲ့ကဲတော့အတန်ရှင်ခဲ့တော့ကျမကျမလုံးနိုင်သေးတယ်ထဲမှာတကူးပြစ်သွားကျမမခံစားနိုင်ဘူးဒီ ါတော့လက်ရှိချိန်မှာဒီသူတွေခံစားနေရတဲ့အရာတွေဖြစ်ပါတယ်။ဒီခွေးတွေအုပ်ချုပ်နေတဲ့လက်ထက်မှာသူတွေအကုန်လုံးအခုလိုပဲခံစားနေကြရတာမှမဟုတ်ပါဘူး။ရင်တော့ကဒီဘေးတွေကိုရိုနာတွေမှာလည်းခံစားကြရတာပါပဲ။ဒါကြောင့်ဒီလိုမျိုးစစ်ခွေးတွေအုပ်ချုပ်နေသူတွေကတော့ကျွန်တော်တို့နိုင်ငံဟာနေရည်တွေနဲ့ပဲသက်သွာနေရမယ်နဲ့နေဦးမှာပါ။ဆိုလို့ရှိရင်နမူနာတွေရှိခဲ့တယ်။ဟုတ်ကျွန်တော်လူကပြန်ဝင်ကြီးဌာနရှေ့ရောက်ခဲ့တဲ့ကိစ္စတွေပေါ့နော်။ဆိုတော့ အခုပြန်ကြည့်မယ်ဆိုရင်ဒါနဲ့ဒါနဲ့ပတ်သက်ပါပြင်ဆင်ကြတာတော်မူတယ်သူတို့ပြောချင်တာအာနာဆက်လက်ဒီမြေကြီးဆိုတဲ့ကိစ္စစစ်ဘက်ကပို့ပြီးမြင့်သုံးမယ်ဆိုတဲ့ကိစ္စဒါအပြင်ဒီတဲ့ပို့ပြီးသူတို့မှကြီးမားတဲ့မြင့်တတ်တဲ့အတွေ့အကြုံသူတို့မှမရှိဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်တက္ကထက်ပြီးတော့ပဲအခုတဘောဘေးရန်နေရပဲထက်ပြီးတော့လက်စင်ကြီးမြန်မာပြည်ကိုရောဒီစီအာနာရှင်တွေရောဒါပေမဲ့အတိုက်ခံတွေကတော့ဖက်စစ်တက်လို့ခေါ်တာပေါ့နော်ဒီလူတွေကို ညာထပ်ပေးတယ်ဒီလူတွေတကယ်သင်ခန်းစာအကြီးတစ်ခုပေးတယ်ဆောင်ပွဲတစ်ခုထက်ဆက်တယ်လို့ကျွန်တော်ထင်တယ်အခုကျွန်တော်မြင်တာကတော့ဒီလိုမျိုး crisis တွေဖြစ်လာပြီဆိုရင်ဥပမာမြေတဘာဘေးနဲ့ဖြစ်လာပြီဆိုရင်ကျွန်တော် nagis nagis ပြီးတော့နှစ်နှစ်တွင်းအောင်ရွာကြီးမှာဖြောင်းလဲတွေဖြစ်တာကျွန်တော်တွေ့ရတယ်အခုကျွန်တော်အခုသိကျင်တာပါလဲဆိုတော့ earthquake ကျွန်တော်ညီငလင်လှုပ်ပြီးတဲ့ပြီးနောက်ပိုင်းမှာဘေးပံဝန်းကျင်နိုင်ငံတွေကထိုင်းနိုင်ငံအိန္ဒိယတရုတ်တို့အားလုံးက အခုဒီအခက်အခဲကိုဘယ်လိုဝင်ကူပေးရမလဲဆိုတော့အနေပြည်တော်ဆက်သွယ်တာတွေတို့ရှိနေပြီလို့ကျွန်တော်တို့ကြားရတာပေါ့နော်ဆိုတော့ဒီအခါမှာတို့ဘယ်လိုချင်းကပ်ကြမလဲဆိုတဲ့ကိစ္စလည်းအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကအများနဲ့ဒီလိုမျိုးပေးတဲ့အကူအညီတွေကိုတို့နာမည်တက်ပြီးတော့တို့ရဲ့ legitimacy တို့ရဲ့အများနဲ့အတုံးချတာဟောအရင်တော့ကျွန်တော်တို့အများနဲ့တွေ့ကြရတာဖြစ်ပါတယ်ဒီစစ်တပ်တွေဒီစစ်အာဏာရှင်တွေအုပ်ချုပ်တဲ့ကာလတွေမှာတို့ဆိုးမိုးတဲ့ကာလတွေမှာလား သူတို့ရယူထားတဲ့ကာလတွေမှာဘီအန်အယ်တွေကြုံတိုင်းမှာပြည်သူတွေကပို့ပြီးတော့ဒုက္ခရောက်တဲ့အခြေအနေတွေကိုရင်ဆိုင်ခဲ့ရတာပေါ့လေအခုလည်းဘလောက်ထိဒီအခြေအနေမှာ ထပ်ပြီးစိုးစိုးဝါးဝါကြုံတွေ့ရအောင်မလဲဆိုတော့ကျွန်တော်တို့မသိနိုင်သေးဘူးပေါ့လေလက်တော်အနေထားကတော့ဒါထိထိမိမိကုနိုင်မယ်ဆိုတော့မျောလင်းချက်ကကျွန်တော်တို့အမြင်ထဲမှာသိမရှိမရှိဘူးဟုတ်တယ်အဲ့တော့ကျွန်တော်ကဒီဒီဒီစကားဝိုင်းဒီစကားမျိုးဆုံးသက်ချင်တာတော့ ဒီလိုမျိုးတကယ်ကြီးမားတဲ့ natural disaster လို့ခေါ်တဲ့ဘာဘေးအန္တရာယ်ကြီးကျွန်တော်တို့ကြုံတဲ့အခါတိုင်းမှာမြန်မာပြည်သူတွေဆိုတာလည်းအတိတ်တပေါင်းတွေယုံကြည်တဲ့သူတွေအဘယ်လက္ခဏာရန်ရရယုံကြည်တာသူတွေဖြစ်တယ်ဒီလိုပဲစစ်ကောင်းဆောင်နေရလဲဟာခုနလိုမျိုးတောင်းမကြွက်မင်းဆိုတာမျိုးလောက်ထိကိုအစင်တန်းမရှိစွာယုံကြည်တဲ့သူတွေဖြစ်တယ်ဆိုတော့ မြန်မာပြည်သူတွေကမြင်တာကတော့ဒီနေ့ကျွန်တော်တို့တိုင်းပြည်ကတ်ဆိုင်နေတယ်ဆိုတဲ့အမြင်ဟာနာသိင်းတဲ့ကတ်ဆိုင်နေတယ်ဆိုတော့မြင်တဲ့သူတွေအများကြီးရှိပါတယ်အဲ့လိုမြင်တဲ့အခက်ခဲတွေကြားထဲမှာလည်းစစ်ကောင်စီပါပါတယ်အကြောင်းလဲသူက election လုပ်မယ်ရွက်ကောက်ပဲလုပ်မယ်သူဒီကနေ့ထွက်ပေါက်လို့ကိုစူးစမ်းတယ်ဘီရင်ရက်ဘီရင်ရက်ရာတွေနဲ့သူစူးစမ်းတာတွေလည်းအများကြီးရှိကြတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဟလာလုံခဲ့တဲ့၄နေကနေဒီမှာရေးခဲ့တာရှိပါတယ်ဒီဟိုကဘောနော်ဟိုအတိတ်တပောင်ပဲဖြစ်ဖြစ်ယုံကြည်တဲ့သူတွေက ဒီမင်းစိုးမိညစ်တွေဒီလိုစိုးမိုးနေတဲ့ကာလမှာဒီလိုပဲမြန်မာပြည်ရင်းပုတ်တခြားနိုင်ငံတွေမှာလည်းအဲ့လိုမျိုးအဖြစ်ဆိုးတွေကံကြမ္မာစိုးတွေမြေကြုံရလေးရှိတယ်ဆိုတော့အတွေးကော်တွေ superstition ဖြစ်တာတွေရှိပါတယ်အလုံးပဲ DBO လေးမှာကတော့မြန်မာနိုင်ငံမှာလက်ရှိချိန်မှာစစ်ကွေးတွေအုပ်ချုပ်နေတဲ့အချိန်မှာစစ်ကွေးတွေရဲ့ရွေချက်ကဘလောက်ပဲရှိလဲဆိုတော့ဖော်ပြသွားတာဖြစ်ပါတယ်တို့ဟာနေ့စဉ်နဲ့မျှတို့ရဲ့စစ်တပ်ကြီးပုံမှုကောင်းမွန်လာဖို့ ਨੇ စ်သုံးစရီတွေထုတ်ဖို့နောက်တစ်ခုအနေနဲ့တော်လိုင်းတက်တွေကိုနှိမ်နှင်းဖို့နဲ့သူတို့အာဏာတည်မြဲမှုကလုပ်ပြီးတော့တဲ့တဲ့အရာတွေကိုတော့ပြင်ဆင်ရမယ်ဆိုတာကိုသိခဲ့ပါဘူးမသိခဲ့တာဆိုရတဲ့သိလည်းမလုပ်ခဲ့ပါဘူးမေစုရဲ့လက်ထက်မှာထောင်းဆုံးဝယ်ထားတဲ့ကေစရီရဟရင်တွေဒီလိုများမေစုတာထောက်အုပ်ချုပ်ခဲ့မယ်ဆိုရင်ကေစရီရဟရင်တွေဖက်နေစီတော့ဝယ်ပြီးတော့ပြည်သူတွေကိုဘယ်လိုကယ်နိုင်မလဲဆိုတာကတော့မတို့ပြည်သူတွေကြီးကြီးစရာတော့မလိုတဲ့ကိစ္စတော့မဟုတ်ပါဘူးတရှိဒီမှာကတော့ဒေရင်များမပြောနဲ့တရန်ရရတော့ရောက်မလာပဲနဲ့ပြည်သူတွေအကုန်လုံးအဲမှာပိတ်မိနေကြတော့ကျွန်တော်လည်းလာပြီးတဲ့ဗီဒီယိုမှာပြန်ပြရှင်ပါတယ် အားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါရစေနောက်ထပ်ဗီဒီယိုမှာနောက်တစ်နေ့တော့ဖြစ်တဲ့အတွက်ကျွန်တော်ကိုဂျေရိုဗိုလူရှင်းနဲ့အဲရန်ဆပ်စကရိုက်လို့လိုက်ဆော်ရပါပြီးအေးရကောင်းတဲ့နေတာကြီးမြတ်လာသမျှပြီးအားလုံးကြည့်ရှုကြိုက်ဖြစ်ပါရစေ